အဲပန့်တကူအလူဆိုပြီးတော့ကားပေါ်တွေကနေပြီးတော့အဲ့လိုမျိုးပတ်စံတွေကျဲချလိုက်တာမျိုးထုံနှဲစင်လာရဆိုတော့ပန့်တကူအလူမမြောက်ဘူးပေါ့နော်မြမာတွေရဲ့အလူဒလေးတွေထဲမှာပန့်တကူအလူကလည်းဒါလူတွေပျော်ကြတဲ့ချစ်စရာကောင်းတဲ့အလူလေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အချိန်ကာလအဖြစ်ကြာမြင့်လာတဲ့အခါမှာဒီပန့်တကူအလူကိုပုံစံပြောင်းပြီးလှူလာကြတယ်အစမ်းထွင်လာကြတယ်ပေါ့နော်အဲ့ဒီအခါမှာပန့်တကူအလူရဲ့မူလအနှစ်အယသာပျောက်ပြီးတော့လွဲမွားလာလေးကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ် Amazing Fat အစီအစဉ်မှာတော့ပိုရာကပန့်တကူအလူနဲ့ပတ်သက်ပြီးတော့ဘူးဒရရရစရာလေးတွေကိုမျှဝေပေးသွားတယ် ဖြစ်ပါတယ်ပန်တကူဆိုတာကပန်တုကူလားဆိုရဲပါဠိဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့အချိန်ကြာလာတဲ့အခါမှာတော့ပန်တုကူနောက်ပိုင်းမှာတော့ပန်တကူဆိုပြီးတော့ပြောင်းလဲခေါ်ခဲ့ကြတာဖြစ်ပါတယ် ပန်သူကူလာရဲ့အဓိပ္ပာယ်ကတော့မြေမှုံကဲ့သို့ဆက်ဆုပ်ဖွယ်အဝတ်အထည်လို့အဓိပ္ပာယ်ရပါတယ်။ပန်သူကူပြချင်းကဘယ်ကနေစပြီးပေါ်ပေါက်လာတယ်ဆိုလို့ရှိရင်တော့ဖျားရှင်လက်ထက်မှာယဟန်တော်တွေကသင်္ကန်းအတွက်လူတွေစွန့်ပစ်ထားတဲ့အဝတ်အထည်အဟောင်းတွေကိုဒါအမိုက်ပုံတွေတုတ်တန်တွေမှာလိုက်လံရှာဖွေကြရတယ်ပေါ့။အဲ့ကနေမှရလာတဲ့အဝတ်အထည်အဟောင်းတွေပိတ်ဆော့အဟောင်းတွေကိုတစ်ခေါက်ရေးဆိုးခြင်းဒါချုပ်လုပ်ခြင်းတွေပြုလုပ်ပြီးတော့သင်္ကန်းအနေနဲ့ဝတ်ယုံစင်မြန်းကြတာဖြစ်ပါတယ်။ဒါကိုပန်သူကူသင်္ကန်းလို့ခေါ်ပါတယ်။ကို့အတွက်ဒါအပိုရှန်ဖြစ်နေတဲ့ပစ္စည်းပေါ့နော်။အသုံးဝင်တော့တဲ့ပစ္စည်းတွေကတပား ားသူအတွက်ဒါယဟန်တန်ကားတွေအတွက်ပေါ့နော်ဒါအတုံးဝင်တဲ့အရာတကူဖြစ်ခဲ့တယ်ပေါ့နော်ဒီဟာကိုအစွဲပြုတ်ပြီးတော့ပန့်တကူပြစ်တယ်ဆိုတာဖြစ်လာခဲ့တာပေါ့ကိုဆွန့်လွှတ်လိုက်တဲ့ပစ္စည်းတွေကတခြားသူအတွက်အတုံးဝင်သွားတယ်ဒါနမြောက်သွားတယ်ဆိုတော့အဲအယူအဆလေးကိုဒါအစွဲပြုတ်ပြီးတော့ပန့်တကူပြစ်တယ်ဆိုတာကဖြစ်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လူမျိုးပန့်တကူပြစ်တဲ့အခါမှာပြီးပြီးတော့ပြစ်လို့တော့မရဘူးပေါ့နော်ရိုးရမပြတ်အောင်လုပ်ရမယ်ဒါစီကန်းချက်လေးတွေရှိပါတယ်မိမိလှူခြင်းနဲ့ဒါအတုံးဆောင်ပစ္စည်းအရာဝတ္ထုဒါမှမဟုတ်ငွေကြေးပေါ့နော်အဲ့ဒါတခုခုကိုအိတ်တလုံးထဲမှာထဲလူမမြင်နိုင်တဲ့အချိန်မှာ လမ်းတစ်ခုခုမှာချထားရမှာပေါ့နော်အဲ့လိုချတဲ့အခါမှာလည်းဘယ်သူမှမြင်လို့မရဘူးချတဲ့နေရာကလည်းဘယ်သူမှမြင်လို့မရပြန်မှာပေါ့နော်လူတွေသူတွေတွေ့နိုင်မဲ့နေရာမှာချခဲ့ရမှာပေါ့အလူဆိုပြီးတော့အပန်းတကူဆိုပြီးတော့ရေထဲပစ်ချလိုက်တာမျိုးဘယ်သူမှမတွေ့နိုင်တဲ့နေရာမှာထားလိုက်တာမျိုးကထားမျိုးမရဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးပစ်ထားခဲ့မယ်နောက်တနေ့ကြာလို့ရှိရင်ဒါကိုကန်ကောင်းတဲ့သူပေါ့နော်အကြောင်းတိုက်ဆိုင်တဲ့သူကတွေ့သွားပြီးတော့ဒါဝမ်းသာရမယ်ပေါ့နော်သူလည်းရုတ်တရက်တွေ့ရတာဆိုတော့ဒီလိုမျိုးပီတိ အလှူတစ်ခုခုဖြစ်တယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်ဒါလှူတဲ့သူကလည်းကုသိုလ်တွေအများကြီးရတယ်ပေါ့အဲဒီလိုမျိုးမှဒါပန့်တကူအလှူရဲ့အထမြောက်တယ်လို့ခေါ်မှဖြစ်ပါတယ် ဒါပေမဲ့အခုနောက်ပိုင်းပေါ့နော်အဲ့လိုမျိုးပြောင်းလဲလာတဲ့ပုံစံတွေရဆိုလို့ရှိရင်ဘုရားတို့တွေ့ရတယ်အဲပန်းတကူအလူဆိုပြီးတော့ကားပေါ်တွေကနေပြီးတော့အဲ့လိုမျိုးပတ်စံတွေကျဲချလိုက်တာမျိုးထုံတဲ့ဆင်လာရဆိုတော့ပန်းတကူအလူမမြောက်ဘူးပေါ့နော်။ဘာလဲဆိုတော့ဘယ်သူမှမတွေ့နိုင်တဲ့နေရာမှာဒီလိုမျိုးလေးထားရမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးကျဲချလိုက်တာတကယ်တမ်းပြောမယ်အန်တရယ်လည်းအရန်များတယ်။ဟိုလို့ကောက်ရတဲ့သူတွေပေါ့လေလောဘစိတ်တွေတက်တယ်ပေါ့နော်။ဆိုတော့စိတ်တတိကောင်းဖြစ်စရာလေးတွေဖြစ်တယ်ပေါ့နော်။ပြီးရင်တကယ်ကောက်ရမဲ့သူတွေအဖို့ကလည်းဒါအန်တရယ်များတဲ့အလုပ်ပေါ့နော်။ဒီလိုမျိုးပန်းတကူအလူလောက်ကြမယ်ဆိုလို့ရှိရင် င်တကယ်တမ်းထုံတန်းစင်လာအရာအဲသွားပြီးတော့အဲ့လိုမျိုးလှူကြတာပဲအဆင်ပြေမယ်လို့ဒါဘူရရဲ့တကူတော့အမြင်နဲ့သုံးသက်တယ်ပေါ့နော်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေမှာရောဘန်တကူကိုဘယ်လိုပုံစံမျိုးနဲ့လှူကြလဲပေါ့နော်အဲအဲ့ဒါလေးကိုလည်း comment မှာရေးပေးခဲ့ကြပါအောင်ဒီနေ့ပြောပြချင်တဲ့ဘန်တကူအလှူအကြောင်းလေးကတော့ဒီလောက်ပါပဲကြည့်ပေးကြအားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုးဘိုင်း